အားလုံးပဲမိကပါ first up programming ရနေပါပါပြန်လဲကြိုလိုက်ပါခင်ဗျာဆိုတော့ကျွန်တော်တို့ဒီ video ကကြတဲ့အခါကျတော့ဒီ python basic part 4ပေါ့နော်ဆိုတော့ကျွန်တော်တို့ဆက်လိုက်ကြရအောင်အာဆိုတော့ကျွန်တော်တို့ဒီ video မှာကျတော့ကျွန်တော်ဘာသွားမလဲဆိုတော့ nested if ကိုသွားပါမယ် cd if ကိုကျွန်တော်တို့သွားမှာဖြစ်ပါတယ်ဆိုတော့ဒီကောင်ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့တချို့ဟာတွေကကျတဲ့အခါကျတော့အရင် simple မဖြစ်နေဘူးဗျာ ဒီကောင်ဆိုလို့ရှိရင်တော်တော်ကြီးဆင်းပဲဖြစ်တယ်ဗျာဒါပေမဲ့ဒီအောက်မှာပြမယ်ဒီကျွန်တော် exam ထခုကြည့်ပြမယ်ဗျာဘယ်လိုမျိုးလဲဆိုတော့ကျွန်တော် age ကအားထားလိုက်ပါတော့ county ပဲထားလိုက်ပါတော့ပြီးလို့ရှိရင် has bye bye c e n s c has license sorry c uh, sorry s e ဒီလိုရှိရင် true ထားလိုက်မယ်ဗျာဆိုတော့အခါကျွန်တော်တို့ဒီ condition နှစ်ခုပေးတာလို့ရှိရင်ကျွန်တော်တို့ဘက်ကနေပြီးတဲ့အခါကျတော့ စေရမှာလေတော်တော်ဟင်ရွားပါဘောနော်ဆိုတော့ကျွန်တော်တို့ကဒီမှာပါတော့အောင်လဲဆိုလို့ရှိရင်ကျွန်တော် next let if ကိုတော့အောင်ပါမယ်ဆိုတော့ blue mode လဲဆိုတော့ကျွန်တော်တို့ if တကယ်လို့ page ကအာ meta down equal 18ဆိုလို့ရှိရင် greater than or 18ကိုလို့ရှိရင်ကျွန်တော်တို့က if h house license ဆိုလို့ရှိရင်ကျွန်တော်တို့က print ဆိုပြီးအခါကျတော့ ရှူကန် tribe ဆိုပြီးတော့ကျွန်တော်ဟီးလို့ရပါတယ်ဆိုတော့ကျွန်တော်တို့ဒီမှာတစ်ခုပေါ့နော်အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့က okay ဟုတ်ပြီသူ့မှာ h က20 sorry h က16ထပ်ကြီးပြီသူကကားမမှုရပြီ okay ဒါဆိုလို့ရှိရင်သူက16ထပ်မကြီးဘူးသူ့မှာ license မရှိဘူးဆိုရင်ဟောဆိုပြီးတော့ကျွန်တော်တော့ပါပါတယ်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုမျိုးရေးမလဲဆိုတော့နားလေပါဘယ်လိုမျိုးရေးမလဲဆိုတော့ else PLI at print so ပြီးလို့ရှိရင် get a advanced GN ကက license ဆိုပြီးတော့ကျွန်တော်တို့ရေးပါတယ် okay ပြီးနောက်ခါကျတော့ else ပြီးရင်ပုံမှန်တားလိုက်ချင်ရပါတယ်ပြီးရင်ကျွန်တော်တို့က PLI at print ဆိုပြီးတော့ခါကျတော့ 书啊，那啊，一，八达数列还有一个八达数列还有怎么记呗？说第嘛八列数列是 f something around 里边嘞，关键先弄慢嘞，咋个慢？奶奶的对，奶奶的对的，我看哪里？if အော်ကျွန်တော် Python မှာ Python မှာတကူတတိထားမှာပိုင်လဲဆိုတဲ့ခါကျတော့ဒီဟာတွေပါပေါ့နည်းနည်းလေးအနည်းနည်းလွယ်လိုက်တာလည်းမရဆိုတော့ if us အော်ဆိုပြီးခါတော့ solution ရပြီ Python မှာနည်းနည်းလေးတတိထားမှာကျွန်တော်တို့ဒီ speed တချောင်းလို့ပါတော့ပုံနေလို့မရဘူးเนาะခုနကတော့ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ download တော့လုပ်တဲ့အခါကျတော့ အဲ့တော့တက်ကုန်တယ်အဲ့တော့ကျွန်တော်တို့ဒါလေးကိုတက်ပလီခေါင်းနိုင်မယ်ဆိုလို့ရှိရင်သူကပြန်ပြီးတော့ခါပြောရောက်သွားပြီကောနော်ဆိုတော့ဒီကုမ္ပဏီကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့အရင်ဆုံး age ကို18ပြည့်လားမပြည့်လားဆိုတော့ကျွန်တော်တို့အရင်စစ်တယ်စစ်ပြီးလို့ရှိရင်သူ့မှာ license ရှိလားမရှိလားဆိုတော့ကျွန်တော်တို့စစ်တယ်စစ်ပြီးတော့မှသူ့မှာ license ရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကောင်ထုတ်မယ် တကယ်လို့သူ့မှာ license မရှိဘူးဆိုလို့ရှိရင် tenant license ဆိုပြီးတော့ထောက်မယ်တကယ်လို့ session နဲ့မပြည့်သေးဘူးဆိုလို့ရှိရင် you are not attack ဆိုပြီးတော့ကျွန်တော်ကထောက်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကျွန်တော်ဒါလေးကို run လေး run ကြအောင်ပါအဲ့တော့ run လေးဆိုလို့ရှိရင်ဒီကောင်းလေးကိုပိတ်လိုက်ပဲပိတ်ပြီးတော့လို့ရှိရင် save save ပြီးတော့လို့ရှိရင် run လိုက်ပါမယ် run မယ်ဆိုလို့ရှိရင် you can you can drive ဆိုပြီးတော့ကျွန်တော် drive va you can drive ဆိုပြီးတော့ကျွန်တော်သူကထွက်လာမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ age က20မလို့ပါအဲ့တော့ ဒီမှာစခွန်ဆိုတာနေသူကဘယ်လိုပြောလဲဆိုတော့ you are not a tap ပါပြီးလို့ရှိရင်ကျွန်တော်ဒီမှာ16ထပ်ကြော်နေပြီဗျာဒါပေမဲ့ကျွန်တော်တို့စီမှာ icon မရှိဘူး force ဆိုပြီးခေါ်ဆိုတာ talent talent လဲဆိုလို့ရှိရင်ကျွန်တော်တို့ကို get license ဆိုပြီးခေါ်ကြကျွန်တော်တို့ပေးมาဖြစ်ပါတယ်ဆိုတော့ဒါကတော့ next step if လို့ခေါ်ပါတယ်ဒါကတော့ဒီဘယ်လိုပြောမလဲရိုးရိုး simple မဖြစ်ဖ ೇನೆ နည်းနည်းလေးရှုပ်ထွေးတဲ့အပိုင်းတွေကိုသူကသွားပါတယ်အဲဒါကြောင့်မလို့သူတို့ next step if ကို ခေါ်တာပါဆိုတော့နောက်တော့တစ်ပိုင်းကိုကျွန်တော်တို့စပြီးတော့ခါကျတော့တွားလိုက်အောင်နောက်တော့တစ်ပိုင်းကပါလဲဆိုလို့ရှိရင် oh sorry နောက်တစ်ပိုင်းကပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒူပင်နေအကြောင်းပါနောက်တော့ဒူပင်နေအကြောင်းကိုကျွန်တော်တို့စပြီးတော့ခါကျတော့တွားလိုက်မယ်ဆိုတော့ control c clear လောက်ဝင်နော်ဆိုတော့ပရမတ်ဆုံးဒူပင်ရစတဲ့ခါကျတော့ပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီအလုပ်တွေကိုထက်ခါထက်ခါလုပ်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့လူပင်တွေကိုကျွန်တော်တို့အသုံးပြပါတယ် တကောင်တပီလောက်လေတော့မှာအလုပ်တွေကိုထပ်ခါတခါလောက်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒူပင်ကိုအသုံးပြုပါတယ်ဥပမာဘလူးမျိုးလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ for loop လို့ while loop လို့ to find loop လို့အဲ့ဒီဟာတွေကိုကျွန်တော်အသုံးလဲပါတော့ဆိုတော့ကျွန်တော်ဥပမာလေးတစ်ခုရှင်းပြပါမယ် for i in i n g range ဆိုပြီးတော့ကျွန်တော် range lane ကိုကြည့်ပြမယ်ပေါ့နော် range ကို fight ထားလိုက်မယ်အားပြုလို့ရှိရင် t r i n t i n print ဆိုပြီးတဲ့အခါကျတော့ ကျွန်တော်တို့ဘာနေတောင်းလိုက်ပါမယ်အာပြီးလို့ရှိရင်အာ UNB number ဆိုပြီးလို့ရှိရင်ကျွန်တော်တို့ကအိုင်ပေါ့နော်ကျွန်တော်ဒီအရှိမ F လေး sorry ဒီနောက်မှာဒါလေးကြံခဲ print print of yak ဆိုတော့ကောင်းလေးကိုကျွန်တော်ဖရန့်လိုက်ပါမယ် ဆိုတော့ဒီအရှိမှာ F ကိုတုံးတာဘာဖြစ်လို့ဆိုတော့ဆရာကျွန်တော်တို့က F string နဲ့တုံးခြင်းတော့ကောနော်ဘာလို့ဆိုတော့ကျွန်တော်တို့ဒီ i နည်းကိုကျွန်တော်တို့ဒီမှာဟင်းတုံးခွင့်နေတုံးထားတဲ့အဲကြောင့်မလို့ကျွန်တော်တို့ F string နဲ့တုံးခြင်းတော့ကျွန်တော်ဒီအရှိမှာ F လေးထားရတာဖြစ်ပါတယ်ဆိုတော့ဒီမှာကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ number 4ထိထွက်လဲပေါ့နော်ဒီမှာတခု3ထားမှာဖားလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ကဒီ programming မှာကြရတဲ့အခါ index number ကကြရတဲ့အခါ0ကနေစတယ်ကျွန်တော်တို့ဘာပဲလုပ်လို့ကျွန်တော် index number 0ကနေစတယ်အဲ့တော့ဒီ မှာကြားတဲ့အခါကျတော့ကျွန်တော်တို့ကြည်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တနဲ့တော့၄ငါအားကိုစပြခေါထွက်တယ်ပေါ့နော်ဆိုတော့ဘာဖြစ်လို့ငါးခုထွက်လာလဲဆိုတော့ကျွန်တော် race ကို5လို့ပေးထားလို့တကယ်လို့ကျွန်တော်4ထိထုတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့3ထိပဲပေးမှာပါဆိုတော့1 2 3 4ကိုထွက်ပါတယ်ဆိုတော့ဒီ pro ကဘယ် programming language မှာပဲဖြစ်ဖြစ်ပါ index number ကတော့0ကနေပြီးတဲ့ခါကျတော့စပါတယ်အဲ့ဒီတစ်ခုလေးကိုကျွန်တော်တို့3ထားဖို့တော့လိုအပ်ပါတယ်โอเค ပြီးတဲ့ခါကျတော့ list i တန်းလေးကိုကျွန်တော် loop လုပ်ပါမယ်ဆိုတော့ဒီကောင်ကဆိုတော့ဒါ range နေတုံးတာပေါ့နော် range နေတုံးတာပါအာရန်ကြီး range နေတုံးတာပါနောက်တစ်ခါနောက်တစ်ခုကကျတော့ကျွန်တော်တို့ list တွေကိုကျွန်တော်တို့ grouping လုပ်ပါမယ် list တွေကို grouping လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော် f အော် f R U R D approve ဆိုပြီးရခါကျတော့ကျွန်တော်တို့ list တစ်ခုထူလိုက်ပါမယ်။အာပါတယ်ကောင်း APP အပန်းဘနာနာပဲပါတယ်ကောင်းမယ်။နာနောဆက်တော့ထည့်လိုက်ထည့်လိုက်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ for for f i l e u i d fruits in fruit ဆိုပြီးခါကျတော့ကျွန်တော်တို့ရေးလိုက်ပါမယ်ရေးပြီးတော့လို့ရှိရင်ကျွန်တော်တို့ကနေပြီးတဲ့ခါကျတော့ b r i n t print ဆိုပြီးခါကျတော့ i အဲ့ဒါ ike tag ဆိုပြီးခါကျတော့ကျွန်တော်တို့ fruit ကုန်းတာတုံးဝင်လနာ on fruit ဆိုပြီးတော့ထည့်လိုက်ပါမယ်ထည့်ပြီးလို့ရှိရင်ကျွန်တော်တို့က as ကိုတုံးပါခေတ္တကြောင့် as ကိုတုံးမယ်တုံးပြီးလို့ရှိရင်ကျွန်တော်ဒီကောင်လေးကိုအရင်ဆုံးပိတ်လိုက်ပါမယ်ပိတ်ပြီးလို့ရှိရင်ကျွန်တော်ကလိုက်ပါမယ် ရန်လို့ရှိရင် I like apples ပြီးတဲ့ခါကျတော့ I like banana ဆိုပြီးတဲ့ခါကျတော့ပါပါတယ်။ဘာဖြစ်လို့တောင်မို့နှစ်ခုပဲထွက်လဲဆိုတဲ့ခါကျတော့ for fruit ဒီ fruit တဲ့မှာ sorry for ဆိုပြီးတော့ဒီဟာကိုဒီကနေကိုယူလိုက်တယ်ယူပြီးလို့ရှိရင်ဒီ fruit တဲ့မှာရှိတဲ့ဟာကိုပဲတုံးမယ်ဆိုပြီးတော့ခါကျတော့တုံးလိုက်တယ်။တုံးပြီးလို့ရှိရင်အဲ့ဒီဟာကိုမှကျွန်တော် print ထုတ်တယ် print ဆိုပြီးတော့ခါကျတော့ I like fruit ဆိုပြီးတော့ကျွန်တော်ထုတ်လိုက်တယ်အဲ့လိုမျိုးထုတ်လိုက်တဲ့အတွက်ကြောင့်မလို့ဒီထဲမှာ apple နဲ့ banana ပဲရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ apple နဲ့ ဘနာနာကိုပဲကျွန်တော်တို့ပေးတာဖြစ်ပါတယ်โอเคနောက်တစ်ခုထပ်သွားပါမယ်နောက်တစ်ခုလောက်ကြတဲ့အခါကျတော့ string character တွေပါ string character တွေပါဆိုတော့ name suprema ကျွန်တော် python ပြလိုက်ပါမယ် python တေးပို့လို့ရှင် for letter kitty ဒါ e name ဆိုပြီးတော့ကျွန်တော်တော့လိုက်ပါမယ်။လုပ်ပြီးလို့ရှိရင်ကျွန်တော်တို့ e r i n t print ဆိုပြီးအခါကျတော့ကျွန်တော်တို့ data letter ကိုကျွန်တော်တို့ print ထုတ်လိုက်ပါမယ်။အဲ့ဒါဆိုလို့ရှိရင်ဘယ်လိုဖြစ်သွားမလဲဆိုလို့ရှိရင်ဒီကောင် letter တစ်ခုချင်းစီတုံးထားတဲ့အတွက် p ရဲ့ y ရဲ့ t ရဲ့ h ရဲ့အဲ့ဒါမျိုးတစ်ခုချင်းစီပဲသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ run လိုက်မယ် run လိုက်လို့ရှိရင် p y t h o and ဆိုပြခအမှုတစ်ခုချင်းစီပဲပေါ်တာဖြစ်ပါတယ်ဆိုတော့ဒါဒီ string character တွေကိုကျွန်တော်တို့တူပင်ပတ်ထားတာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုရဲ့ဆက်ခါကျဒီ while loop ပေါ့နော် sorry while loop one to all ကျွန်တော်တို့ပေါ်မှာဖြစ်ပါတယ်ဒီ while loop ပါလဲဆိုလို့ရှိရင်ကျွန်တော် example လေးနဲ့ပြပြပါဦး count ဆိုပြီးရခါကျတော့ကျွန်တော်1ပေးလိုက်တာမယ် ဝမ်ပေးပွားလို့ရှိရင် WHILY why ခေါင်းကခေါင်းကလာလာဟိုကွယ် fine နေ fine နေညီရဲဒါမှမဟုတ် fight ထက်ငယ်တယ်ဆိုလို့ရှိရင် print print oriented print ဆိုပြီးတော့မဟာကျွန်တော်တို့ဘက်ကနေပြရတဲ့အခါကျတော့ of ကျွန်တော် of strength တုံးမှာကြောင့်မလို့ပါ COUNT count ဆိုပြရခါကျတော့ကျွန်တော်တို့ COUNT count ကိုတုံးလိုက်ပါမယ်။တုံးပြီးလို့ရှိရင် TOUNT count plus equal 1ဆိုပြခါကျွန်တော်တို့ထားလိုက်ဆိုရခါကျတော့ branch ရအောင်ပါဆိုတော့ cop 1 2 3 4 5ဒီကောင်းကြတဲ့အခါကျတော့ဒီ index number နေသွားတာမဟုတ်ဘူးကော ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီကောင်ဒီကောင်မှာဆိုတော့ကျွန်တော်တို့ fight နေမြည်ရဲ့ဒါမှမဟုတ် fight ထက်ငဲရဲဆိုပြီးတဲ့အခါကျတော့ပဲကျွန်တော်တို့ပေးထားတဲ့အတွက်ကြောင့်မလို့ဒီကောင် fight မဲအောင်မချင်းစီကိုသူကအလုံးလုံးမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီကောင်ကို2ပေးကြည့်လိုက်မယ်ပေါ့နော်2ပေးတိုင်းမင်း2ပေးပြီးတဲ့အခါကျတော့ run လိုက်မယ်ဆိုလို့ရှိရင်ဒီကောင်က2ကနေစမှာဖြစ်ပါတယ် ဒီလိုမျိုးခေါင်းကိုကျွန်တော်ထူပေးလိုက်မယ်ဆိုလို့ရှိရင်သူကခေါင်းကကျတော့ကျွန်တော်တူကနေစာမှာဖြစ်တယ်နော်တကယ်လို့ခေါင်းကိုကျွန်တော်ထရီပေးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့3ရာနေပြီးရခါကျတော့စာမှာဖြစ်ပါတယ်အဲ့လိုမျိုးပဲကျွန်တော်တို့0ပေးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုစာမှာစပေါ့0ကနေပြီးရခါကျတော့စာမှာဖြစ်ပါတယ်ဘာဖြစ်လို့ဒီခေါင်းကကျတဲ့အခါကျတော့0ကနေစာလဲဆိုတော့ကျွန်တော်တို့ဒီခေါင်းမှာကျွန်တော်က0အနေနဲ့ပဲပေးထားလို့ပါကျွန်တော်တို့ minus 6ဆိုပြီးတော့ကျွန်တော်ပေးလိုက်ပါမယ်ပေးပြီးတော့ကျွန်တော် run လိုက်ပါမယ် run လို့ရှိရင် minus 6ဆိုပြီးတော့ကျွန်တော်ကျွန်တော်တို့ fight ထိတွားပါတယ်ဒီကောင်ကျတဲ့ခါကျတော့ဒီ python basic ရဲ့ part 4ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ part 5မှာပြန်လည်ပြီးတဲ့ခါကျတော့တွေ့ပါမယ်အဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ် bye bye